ကျွန်မတို့ရဲ့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားပွင့်မာကဒီအန္တရကတ်64ကတ်ထဲကအခု7ကတ်ရဲ့7ကတ်ရဲ့စုတ်ကတ်တရားခန်းဆိုအခုကျွန်မတို့လက်ရှိမှာအန္တရကတ်7ကတ်ရဲ့85မိနစ်တန်ရောက်အကြမ်းမြင်ပြောတာဒါကစနစ်တန်းကအတီချေအတင်ချေရစနစ်တန်းဆိုလူတွေရဲ့တက်တန်းလို့ပြောပေမဲ့ကျွန်မတို့လူတွေမှာပြီးဒီမှာအတင်နေနေရမှာ အပယ်လေးဘုံသားရဲ့လူဘုံသားရဲ့မျက်ပြီ6ထက်သေးကဘုံမစိုးနဲ့တို့ဒီတက်တန်းမမြဲလို့သင်ခဲ့ရအဲ့ဒီတက်တန်းမမြဲတဲ့လူဆိုတာအရှိကျုံးကလူမဟုတ်ဘူးတောင်ဟလာမြောက်ကျုံးမှနေတဲ့သူမဟုတ်ဘူးအနောက်ကျုံးမှနေတဲ့သူမူကျမတို့တောင်ကျုံးနေတောင်ကျုံးသူတောင်ကျုံးသားတို့ဒီတက်တန်းမမြဲမမြဲဆိုတဲ့အတွက်ကြောင့်တိတိကျကျတက်တန်းကာလာတတ်မှတ်လို့မရဘူးမရကြဘူး ။ဘာကြောင့်လဲဆိုရင်ဒီတောင်ညူးသူတောင်ညွန်းသားနေရာမှာဒါလင်းဖရာတို့ပစ္စေကဗုဒ္ဓတို့ယဟန္တာတို့ပွင့်ကြတယ်။ကုသိုလ်ကောင်းမှုတွေများရင်တက်တန်းရှည်တယ်။အကုသိုလ်တွေများလာရင်တက်တန်းတွယ်ဆိုယနေ့တက်တန်းနေသည်တုံမဲအချိန်လာရှည်မဲအချိန်ဒါဆိုရင် အကုသိုလ်ဒီနဲမာလာများလာကြမှာများလာကြတော့များလို့အောင်လဲအကုသိုလ်ဖြစ်เสียအာယုံရုပ်ဝိထုတွေကလည်းတိုးတက်လာအာယုံမမူတည်ပြီးတော့ အာရမဏိကဆိုတဲ့စိတ်စိတ်တသိတွေဖြစ်ကြတာပဋ္ဌံပိန်နဲ့သင်အောင်ပါဟုတ်ပြီနော်အဲ့ဒီပေါ်မူတည်ကြတဲ့အတွက်လောဘဖြစ်เสียအာယုန်နဲ့တွေ့ရင်သင်เสียမလို့ပဲလောဘမဖြစ်နိုင်ဘူးလားဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်ခုဆိုရင်တက်မဲ့เสียလောဘဖြစ်เสียအာယုန်နဲ့ကအများကြီးပဲကြီးเสียအစင်းနေရရှင်းတော့ဆိုရင်ဟလာပွဲတပွဲလာမအငိမ်ပွဲလေးလာမကျွန်တော်တို့ကနေရာလေးဥပြီးတော့ကြည့်ရတာယုံနေပါလေလာထိုးရင်လေဒါဒီ တော့တနစ်မှာတစ်ခါလောက်ယုံပွဲတွေပါကြီးကြည်ရတာအခုဆိုအိမ်တိုင်းရာရောက်ကိုခလုတ်ကိုဖွင့်ပြီးတော့ကိုမြန်မာနိုင်ငံနေမကောက်ကဘာပွဲတွေရောကြည်လို့မရဘူးလားရလာကြတော့လောဘကအာယုံကျင်းလာလားကျဲလာကျဲလာတော့သိစရာမလိုဘဲနဲ့လောဘကြီးတက်ပြီးသားလို့လောဘဖြစ်စရာအာယုံနေလဲအများကြီးဆိုတော့အကုသိုလ်တွေများများလာတဲ့အတွက်ဝိတ္တစားတာတွေကလည်းပြောင်းမလာဘူးလားပြောင်းလာတယ်ပေါ်ပေါ်လောလောကြီးလို့ရတယ်ဖြစ်လာတယ် နော်ရှေးတုန်းကဆိုရင်ဓမ္မမိတ်ဆွေများတယောက်တယောက်မြင်ဖို့ကြည့်ဖို့ဆိုတာဘယ်လွယ်ပါမလဲနားကြည့်ကြည့်နဲ့ပဲနားထောင်ကြဆိုရဲ့ဟုတ်လားတယောက်တယောက်စန့်ကျင်ဘက်တဘာဝဝိတဘာက အာယုန်နေဖြစ်တဲ့နေရာမှာအမျိုးသားအမျိုးသမီးတယောက်တယောက်ကိုတွေ့ဖို့ဆိုတာအိမ်တော်ရဲ့လို့ပြုပြီးမှဟလာဒါမင်္ဂလာဥညဘာညာစသည်ပြက်မှာစသည်ဖြင့်သဘောပြောပြတာအခုများအမျိုးသားများကလုံလုံချုံချုံအမျိုးသမီးလေးတွေများဟုတ်တယ်လားဓမ္မမိတ်ဆွေများပေါ်ပေါ်လောလောကို မြင်နေရတာအဲ့တော့ကုခိအမျိုးသားတွေဖြစ်ရတာမတန်ဘူးလားလို့ပြောလို့ရလာလားမြတ်အမျိုးသမီးတွေကလည်းလေတကယ်ကိုလေအဲ့တော့မြင်ပါများရင်ငဲကုန်တာပဲဟုတ်တယ်လားတဘာဝရိုးလာတယ်ဒါပေမဲ့ဒီအာယုန်တွေကကိလေသာတွေကို ပေါများအောင်နှိုးဆွတာတွေပဲမကောင်းဘူးပေါ့ဒါကြောင့်ကိဝိဥတ္တပတရားတွေရောလာတာပြောလာကြတဲ့ကြောင်တန်ဖိုးလည်းမထားကြတော့ဘူးဓမ္မမေဆွေအဲ့ဒီကနေပြီးတော့နောက်ဆုံးခုနပြောတော့တရိစ္ဆာန်လောကလိုမျိုးဖြစ်သွားနိုင်လားမဖြစ်သွားနိုင်ဘူး ဒါကြောင့်ဆယ်နှစ်တန်းဆိုတာဒါပဲ။ဒါကြောင့်ဒီဆယ်နှစ်တန်းမှာလဲကျမတို့ရှင်းစရာတော့ရည်တွေဟောထားတာတွေပြန်ပြီးတော့ကြည့်တဲ့အခါကျရင်ဒီဆယ်နှစ်တန်းကလဲတတ်ထန်တရာကပ်ပဲတိုက်မှာပါပဲတဲ့။စစ်မဲ့တွေပဲဖြစ်ကြမှာပဲဆိုတော့အခုစစ်လက်နဲ့တွေလဲတွေ့ထွေနေကြရဲစသည်စသည်ဖြစ်နေကမြင်ရ။အဲ့ဒီကနေပြီးတော့ပြန်ပြီးတော့အတင်ခြေထိတက်မယ်။အတင်ခြေကနေပြီးတော့တခါပြန်ကြပြီးတော့တသိန်းတန်းကြရင်တော့ဒီတသိန်းတန်း တသိန်းချမ်းကြရင်တော့အရိမတ္တရာမျက်စွာဘုရားပွင့်နေမယ်။ဒါဆိုအရိမတ္တရာမျက်စွာဘုရားပွင့်မှလေမနှက်ဖန်တပည့်ခါမဟုတ်သေးဘူးဆိုတာသိစေချင်တာ။ဒီကမင်းပြောချင်တာဒါပါပဲ။ကျမတို့ကဒီကဘာကဖျားငားဆိုပွင့်မယ်ကဘာ။အခုဖျားလေးဆိုပွင့်နေဂေါရဘမျက်စွာဘုရားပွင့်နေအချိန်ရောက်နေကြပြီဆိုတော့ဒီဖျားသာသနာနဲ့တွေ့ခွင့်ရနေပြီမယ်။ကျမတို့ကအင်းကျင့်တာလည်းမပြီးနိုင်ပါဘူး။ပါရမီကလည်းမနည်းတယ်။ဟုတ်တယ်လား။ဒီဘဝကလည်း မဲ့ဖို့နိဗ္ဗာန်ရမယ်ဘုံလဲမပေါ်သေးကိစ္စမရှိဘူးနောက်ဖရားတဆူကြံသေးတယ်နောက်ဖရားကြာမှာပဲจุတန်းဝင်ကြတာပေါ့ဆိုပြီးအေးအေးစစ်စစ်နေမနေကြဘူးလားနောက်ဖရားကမနှက်ဖန်တပည့်ခါပွင့်မှာမဟုတ်ဘူးဓမ္မမိတ်ဆွေများအနှစ်တရာတနှစ်ရောနဲ့သွားမှာဆို85နှစ်တန်း10နှစ်တန်းစနစ်တန်းကနေပြီးတော့အနှစ်40 40တက်တန်းကတက်ကတ်ဆိုရင်နှစ်ဆတက်တယ်စောက်ကကြအနှစ်တရာတနှစ်ရောနဲ့ လာမှာဆိုဒီလိုတက်ပြီးအတင်းခြေသည့်ရှေးရှေးပြီးတော့မှအတင်းခြေကနေတနည်းရောနဲ့ရောတသုံးတန်းကြရင်အရိမတရားမြတ်ဒါကြောင့်အရိမတရားမြတ်စွာဘုရားဒီဘယ်တန်းမှာပွင့်မလဲတသိန်းတန်းအဲ့ဒီအချိန်ကြမှာဆိုကျမတို့အဲ့ဒီအချိန်မှာကျမတို့လူဖြစ်နိုင်ရင်နတ်ဖြစ်နေရင်တော့တရားနာလို့ရှိရင်ဒီလိုအခန့်နေရှိရင်တော့ကြားနာယုံနဲ့ပဲယဟန္တာဖြစ်မှာပေါ့တကယ်လို့ကျမတို့ကခြေကျော်လက်ချော်နဲ့ဒီ7နှစ်တန်း85နှစ်တန်းမှာ တခုခုအကုသိုလ်ကံနေလောက်ခဲ့မယ်ပိစာနန္တရိယကံ၅ပါးတဘာဝကျူးလင်းတော်၎င်းမှားရွံ့တဲ့အယူအဆနိယတမိစ္ဆာဒိဋ္ဌိသုံးပါးတည်းကတဘာဝယူရင်ကျမတို့ကဘယ်ရောက်မလဲဆိုရင်သိရင်အဝိဇ္ဇငရဲအဝိဇ္ဇငရဲကြရင်ကဘာနဲ့ချီပြီးတတန်းကြီးတွေအရှိကြီးသွားတော့အဲ့ဒီအချိန်မှာအဝိဇ္ဇငရဲတဲ့ပြည့်လို့ကိုကအဲ့ဒီထောင်ကနေလွတ်လာလို့ရှိရင်ဒီမှာသာသနာကွယ်သွားပြီအရိမတ္တရာမြတ်စွာဘုရားလည်းရှိတော့မှာမဟုတ်ဘူးဆို အာမခံနိုင်သလားငရေပြီမသွားဘူးလို့မပြောနိုင်ဘူးဒါကြောင့်ကျမတို့ကဒီမြတ်စွာဘုရားသာသနာ ဆုံးမရှိတန်းရှိတုံးကျမတို့သာသနာနဲ့လဲဆုံနေလူလဲဖြစ်နေတယ်သင်ယူနေတဲ့သဒ္ဓါတရားကြည်ကြံခြင်းနဲ့သဒ္ဓါတရားလဲရှိတယ်အသက်လဲရှင်နေသေးတယ်ကျန်းလဲကျန်းမှနေသေးတဲ့အချိန်မှာအ ਨੇ ဆုံးတော့အပေတကားလေး ပိတ်အောင်တော့စူးစမ်းသွားရင် ဒီလောက်တက်တန်းရှိရှိနေအောင်တော့အရိမတရားမြတ်စွာဘုရားပေချာဖူးလို့ရမှာပါအဲ့တော့ယဟန္တာဖြစ်အောင် မကြည့်နိုင်တော့သောတာပတိမက်လောက်သောတာပန်ဖြစ်အောင်တော့ကြိုးစားဖို့တင့်မတင်ဒါလေးလည်းမှားချင်တာပါပါတယ်ဒါကြောင့်အရိမတရားမြတ်စွာဘုရားကစစ်နှကက်မြောက်မှာပွင့်လိုက်မယ်ပွင့်ပြီးရင်ဆိုတော့64တရားခဲ့လိုက်ပြီနော်64တဲ့ကစနစ်ကိုနှုတ်လိုက်ရင်အန္တရာကဗနကကြံအောင်မှာ 52ကပ်ကျန်အောင်မှာအဲ့ဒီ52ကပ်မှာတော့ဘယ်ဖျားမှပွင့်စရာမရှိတော့ငါးစုပြည့်သွားပြီဖြစ်ကြောင့်အဲ့ဒီ52ကပ်မှာဖျားတရားတန်ခါနဲ့ဆက်တဲ့တရားလဲဘာမှကြားစရာမရှိတော့ဘူးသင်စရာလဲမရှိတော့ဘူးအဲ့ဒီအချိန်ဒီပေါညကဘာကဲ့သို့အချီးနီးပဲဖြစ်ပါလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီအန္တရာကပ်52ကပ်ရဲ့စနစ်တန်းရောက်ပြီဆိုရင်တော့ကဘာကြီး ပြက်တော်မှာပါအဲ့ဒီကြမှာဒီဘဂကဘာကြီး64ကပြည့်မပြည့်ပြည့်ပြီဆိုအဲ့ဒီကြရင်ဘာဖြစ်ပြီလဲကဘာပြည့်မယ်ဆိုကဘာပြည့်မယ်နေသည်2012ခုမဟုတ်ပါဘူးလို့ပြောချင်တာဒီကြတော့မှာပြက်လိမ့်မယ်ဟုတ်လားအဲ့တော့ကဘာကြီးပြက်တော်မလားဆိုပြီးတော့ဘယ်နာထွက်ပြေးရမှန်းမသိပဲမဖြစ်ပါနဲ့အရေးကြီးဆုံးကပြက်ပြက်မပြက်ပြက်ကျမတို့ဘာလုပ်ဖို့တော့လိုလဲ ကုသိုလ်ကောင်းမှုတွေများများလှူထားဖို့လိုပါလိမ့်မယ်ဒါလေးသိစေချင်တာပါအဲ့ဒီတော့အခုကျမတို့ဒါကအကြံဉာဏ်လေးပြောတာပါအဲ့တော့အခုကျမတို့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားပွင့်နေတဲ့အချိန်မှာကျမတို့ဘယ်နေရာမှာရှိပြီလဲဆိုတာလေးဒါလေးပြောပါပြီအဲ့တော့ကျမတို့ရဲ့ကျေးဇူးတော်ရှင်မြတ်စွာဘုရားကဒီကနေပြီးတော့ပြန်ယူခဲ့ဒီဘတ်တာကဘာမှာဒီအချိန်ကပြန်ယူလွန်ခဲ့တယ်လေးအတင်ချိန်နဲ့ကဘာတသိန်းအချိန်မှာ သူ့မေတာဆိုတဲ့ဟလာနာမည်နဲ့တထေးသားဖြစ်ခဲ့တယ်။ပြီးလို့ရှိရင်သူဒီဒီဘင်္ဂရာမြတ်စွာဘုရားထံမှာဖျားစုပန်တယ်။ပန်တဲ့အခါမှာဒီဘင်္ဂရာမြတ်စွာဘုရားကဒီကနေလေးအတင်ခြေနဲ့ကဘာတသိအကြာမှာဂေါရမမီတော်ဘွဲ့တော်နဲ့ဖျားဖြစ်လိမ့်မယ်လို့ညည့်ရတာဗျာဒိပေးခဲ့တယ်။ဒါဆိုရင် သူ့မေတာရှင်ရသိဘဝကနေပြီးတော့ရှင်ရသိဘဝကနေပြီးတော့အခု ဂေါရမမြတ်စွာဘုရားဖြစ်ဖို့ဆိုတာဂေါရမမြတ်စွာဘုရားဘုရားဖြစ်ဖို့ဆိုရင်ဘုရားအလောင်းတော်ကိုဖြစ်ဖို့မလိုလားဘုရားအလောင်းတော်ဖြစ်တဲ့အချိန်ဒီနာမည်ဒီတိဋ္ဌထเนาะတိဋ္ဌထမိသောဘွဲ့တော် ਨੇ တိဋ္ဌထမိတဲ့နေရာ ਨੇ မင်းမျိုးမှလာဖြစ်တယ်ဒါလေးလည်းသိရမင်းမျိုးမှလာဖြစ်တဲ့အတွက်တိဋ္ဌထဒီမင်းသားလေးတိဋ္ဌထမင်းသားဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ဖခင်နဲ့မိခင်ဒီဘင်းမျိုးပေါ့ဟုတ်ပါလားဒါဆိုရင်ဖခင်မီးတော်ရဲ့ဘွယ်တော်ကဘာလဲမယ်တော်ရဲ့ဘွယ်တော်ကဘာလဲကိုသိရတော့မှာပေါ့အဲ့တော့တိဋ္ဌာကမင်းသားလေးအနေနဲ့ဖြစ်တယ်ဆိုဒီအထီးဒီဒါဖျားပြင်းမဲ့နောက်ဆုံးဘဝသူ့ရဲ့အရှိမပါရမီတွေဖြည့်တဲ့နောက်ဆုံးဘဝဒီဝတ္တန္တရာမင်းကြီးဘဝဒါဝတ္တန္တရာမင်းကြီးဘဝဒါဆိုရင်သူ့မိဒါ တထေးသားလေးဘဝကနေပြီးတော့တထေးသားဘဝနဲ့ဖះစုပန်ခဲ့တာမဟုတ်ဘူးသူသည်သူ့မိဒါယသိရေလို့ဝတ်ခဲ့တာဒါဆိုရင်သူ့မိဒါယသိဘဝကနေပြီးတော့ဖះစုပန်နေဖះစုပန်ပြီးတော့ဘယ်ထိပါရမီဖြည့်ရမလဲလို့ပြောတော့လေးအတင်ချေနဲ့ကဘာတသိပါရမီဖြည့်ရတော့ ဒါဆိုရင်လေးအသင်ချေနဲ့ကဘာတသိပါရမီဖြည့်တဲ့နေရာမှာပါရမီစဖြည့်မဲ့ဘဝသည်သူ့မိသားရှင်ရဲ့သေးဘဝဟုတ်ပြီနော်ပါရမီတင်းတင်းပြည့်မဲ့ဘဝသည်ဝတ္တန္တရာမင်းကြီးဘဝအချိန်အတိုင်းအတာခရီးကိုပြောပါဆိုရင်လေးအသင်ချေနဲ့ကဘာတသိစာပေါ်လာအဲ့ဒီတော့အဲ့ဒီလိုဖြည့်ပြီးတော့ပါရမီပြည့်တော့ဝိတ္တန္တရာမင်းကြီးဘဝမှာပါရမီပြည့်တယ်ဆိုတော့ အဲ့တော့ခရီးအတိုင်းရှိရာလေးအတင်ရှိနေကဘာတသိမ်းမှာကဘာဆိုတာအလွန်ရှည်လျားတဲ့ကာလာကြီးတစ်ခုလို့ပြောသွားတယ်အလွန်ရှည်လျားတဲ့ကာလာကြီးတစ်ခုမှာအလွန်ရှည်လျားတဲ့ကဘာကြီးပေါင်းဆိုတော့အတင်ချေရကတ်ကြီး၄ကတ်မပါသွားဘူးလားအတင်ချေရ၄ကတ်ပါတယ်ကဘာကြီးပေါင်းဘလောက်သွားမလဲတသိမ်းဒါဆိုရင်အလွန်ရှည်လျားတဲ့ဟဲ့လားရေတွက်လို့မရတော့တဲ့ကာလာကြီးပါတဲ့ကဘာပေါင်းတွေတသိမ်းအဲ့ဒီကဘာတသိမ်းတည်းမှာ တချို့ကဘာတွေကဖျားတဆူပွင့်တဲ့ကဘာပါမယ်တချို့ကဘာကနှစ်ဆူပွင့်တဲ့ကဘာပါမယ်တချို့ကဘာသုံးဆူပွင့်တဲ့ကဘာပါမယ်တချို့ကဘာကလေးဆူပွင့်တဲ့ကဘာပါမယ်အချို့ကဘာကငါးဆူပွင့်တဲ့ကဘာပါမယ်အချို့ကဘာကဖျားမပွင့်တဲ့တုံညတွေရောမပါဘူးလားဒါကြောင့်ကဘာ6တဆူတာရာနိမန္ဒဝရသုံးဆူတာတာရမန္ဒလေးဆူပြား ဘဒ္ဒငါစုသာတဆူတော်မြမပွင့်ကကုံညကကပါကဘာ၆မျိုးမောဂွန်းထိုကျဲရိုးစင်လာဘုဒ္ဓဘာသာဝင်နေထဲထဲဝင်ဝင်နေသင်နေကြတဲ့သူကအဲ့ဒါဒိုလို့တော့တော့အလွတ်ရထောင်ပြက်ထားအာကုန်ဆောင်ရမှာဟုတ်ပါလားပြောမယ်ဆိုရင်စာကြည့်လိုက်တဆူတာရနဲ့အဲဒီလိုလုံးလို့မရအောင်အလွတ်ရရမယ်ဟုတ်ပြီနော်နောက်တစ်ခါပြန်ဆိုရအောင် တသုတာရကိုယ်ပဲတချာသစုတော်များမကွင်းကပုံများကတ်တယ်ပါတပါဆောင်ရုံမောဟွန်းတို့တန်ရုံစင်တယ်ပါဒါဆိုရင်ရေတွက်လို့မရဘူးတော့အလွန်ရှည်လျားတယ် ကဘာပေါင်းကတသိန်းဒါဆိုရင်ဒီမှာကြံ့နေ၄အသင်ချီဆိုတာပေါ်မလားဟုတ်လား၄အသင်ချီဆိုတာအသင်ချီရကတ်ကိုမပြောဘူးမရေမတွက်နိုင်လားသင်ချီသင်ချာဆိုတာပြောတာကြားဘူးတယ်နော်သင်ချာဆိုတာရေတွက်တယ်လို့သင်ချီဆိုတာလည်းရေတွက်လို့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့ရေတွက်လို့မရတော့အောင်ဖြစ်လာတော့အသင်ချီအသင်ချာဒါဆိုရင်ရေတွက်လို့မရတဲ့ကာလာကြီးပေါင်းက၄ကား ရေတွက်လို့ရပြီးတော့အလွန်ရှည်တဲ့ဟုတ်လားအလွန်ရှည်တဲ့ကာလာကြီးပေါင်းကတသိန်းပါရမီဖြစ်ရတာဒါဆိုရင်လေးအတင်ချေနဲ့ကဘာတသိန်းမှာရေတွက်လို့မရလောက်အာဟုတ်လားအရင်လိုရှည်လျားတဲ့ကာလာကြီးလေးကကြုံနေတယ်ပြီးတော့မှ ရေတွက်လို့ရပြီးတော့အလွန်ရှည်လျားတဲ့ကနန်းတော့ချလို့မရဘူးရှည်လျားတဲ့ကာလာပေါင်းတသိန်းအဲ့ဒီမှာတဲ့လေးအတင်ချေနဲ့ကဘာတသိန်းမှာ ဓမ္မမိတ်ဆွေများကျွန်တော်တို့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားဖျားစုစပြီးတော့ပန်ခဲ့တဲ့မြတ်စွာဘုရားကဒီပင်္ဂရာမြတ်စွာဘုရားဒီပင်္ဂရာမြတ်စွာဘုရားဒီဘယ်နဲ့ဘလို့ဘဲကဘာမှာပွင့်လဲဆိုရင်ဖျားလေးစုပွင့်မဲ့ကဘာလေးစုပွင့်မဲ့ကဘာဆိုတော့ပါရမန္တကဘာမှာလေးစုမြောက်ဘုရား အဲ့ဒီဒီဗင်ဂရာမြတ်စွာဘုရားထံမှာမမတို့ရဲ့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားဖျားဆုစပန်ပန်တဲ့အချိန်မှာဘဝအနေနဲ့သူ့မိတာရှင်သေးဘဝဟုတ်ပြီနော်အဲ့ဒီတော့ပန်လိုက်ပြီးတဲ့အခါဒီဗင်ဂရာမြတ်စွာဘုရားပွင့်ပြီးလို့ရှင်နောက်ပွင့်မဲ့မြတ်စွာဘုရားကကွန်တင်ညမြတ်စွာဘုရားအသေးစိတ်တော့ကျွန်မမပြောတော့အကျမ်းပဲပြောတော့မယ်ကွန်တင်ညမြတ်စွာဘုရားအဲ့ဒီကွန်တင်ညမြတ်စွာဘုရားကြတော့တဆူတည်းပွင့်တဲ့ဘုရား နော်တဆူတဲ့ပွင့်တဲ့ကဘာဆိုတော့ဒါဒီဘာကဘာတာရကဘာပေါ့ဒီကိုနေညအဲ့ဒီကဘာကြီးကြတော့တဆူပဲပွင့်ပဲအဲ့ဒီမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ကိုန်ဒီညမြတ်စွာဘုရားဈာမှာပုံညကဘာကြီးလာအဲ့ဒီပုံညပုံညဆိုတာလေပုံညဆိုတဲ့အတွက်ကြောင့်ရေတွက်လို့တော့မရလောက်အောင်အတင်ချေကြီးတစ်ခုသွားတယ်အဲ့ဒီအတင်ချေကြီးတစ်ခုသွားတယ်ဒါကိုတတင်ချေဆိုတာဒီကစတာပေါ့ အဲ့ဒါကိုအတင်ချေအဲ့ဒီအတင်ချေကြီးတွေမှာအတင်ချေကလည်း၄မျိုးတောင်ရှိတယ်ဓမ္မမေဆွေအတင်ချေ၄အတင်ချေရဲ့နာမည်ကပေလအတင်ချေတဲ့ဒါလေးကအသေးစိတ်တွေကနောက်တော့ကျမတို့သိမယ်နော်ပေလအတင်ချေဘယ်ဖရာနဲ့ဘယ်ဖရာကြားလဲဆိုရင်ဒီဘေကရာမြင့်စွာဖရာနဲ့ကွန်တီညမြတ်စွာဘုရားကြားမှာတတိချေကုန်သွားတယ်။အဲ့ဒီတတိချေဆိုတဲ့အတွက်ကြောင့်ရေတွဲလို့ရလား မရဘူးရေထွက်လို့လုံးဝကိုမရအောင်အလောက်ရှည်တဲ့ကာလာကြီးတစ်ခုကြော်ဖြတ်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတတဝါတွေရှိမရှိရှိတာပေါ့ရှိတာပေါ့ဖျားပွင့်လားမပွင့်ဘူးတုံညပဲနော်အဲ့မပွင့်တာကာလာအရှည်ကြီးပဲအဲ့ဒါတင်းချေလွန်သွားတယ်တခါကွန်ဒီညမြတ်စွာဘုရားပြီးတဲ့အခါမှာဒီကဘာကြတော့ဒါကဖျားလေးစုဒါကတဆူပွင့်တဲ့ကဘာပြီးရင်ဖျားပေါင်းစုပွင့်တဲ့ကဘာပေါ်လာတယ် အဲ့ဒီဖရာသုံးစုပွင့်မဲ့ကဘာမှာပထမဆုံးပွင့်တာကမင်္ဂလမြတ်စွာဘုရားအဲ့ဒီမင်္ဂလမြတ်စွာဘုရားနဲ့ကိုဏ္ဏမြတ်စွာဘုရားဒီပင်္ဂလာမြတ်စွာဘုရားပွင့်ပြီးတော့အမနာရှည်ပြီးတော့ရေတွက်လို့မြားတယ်ကာလာကြီးတစ်ခုတတင်းချေလွန်သွားတယ်တတင်းချေလွန်ပြီးတော့ကိုဏ္ဏမြတ်စွာဘုရားတဆူးပဲပွင့်တယ်အဲ့ဒီကဘာမှာအဲ့တဆူးပွင့်ပြီးခုနပြောတဲ့အန္တရာကတ်64ကတ်နော်အဲ့ဒီမှာကိုဏ္ဏမြတ်စွာဘုရားပွင့်ပြီးနောက်ထပ်ဘုရားမပွင့်မဲ့အချင်းကြီးသွားပြီးတော့အဲ့ဒီကြားထဲမှာ ကိုနိညာမြတ်စွာဘုရားနဲ့မင်္ဂလာမြတ်စွာဘုရားကြားမှာတသိင်ခြေချပြက်အဲ့ဒီသင်ခြေကိုတော့ဒီနေရာမှာဘာတာသင်ခြေလို့တော့ဘာတာအသင်ခြေတသိင်ခြေလွန်သွားပြန်ရောတသိင်ခြေလွန်ပြီးတော့မင်္ဂလာမြတ်စွာဘုရားပြီးသုံးစုပေါ့နော်ဒါသုံးစုကျမမပြောတော့နည်းနည်းချုပ်လိုက်အဲ့ဒီ၃စုမှာမင်္ဂလာမြတ်စွာဘုရားမှာအဲသောက်ဆုတ်တာ sorry ၄စုပွင့်လာဒီမှာလဲ၄စုလေ၄၄၄စုပွင့်တဲ့အခါမှာ ဒီနေရာမှာလေးစုမြောက်ဖရာရဲ့နာမည်ကသောဗိဒမြတ်စွာဘုရားသောဗိဒမြတ်စွာဘုရားအဲ့ဒီသောဗိဒမြတ်စွာဘုရားပြီးလို့ရှိဒီကြားထဲမှာတသိန်းချီလွန်သွားပြန်ရောဒီအတွက်လို့မရတယ်တသိန်းချီအဲ့ဒီအသိန်းချီကိုတော့ဇေယအသိန်းချီတူတုံးလေးအသိန်းချီဆိုတာဒါကိုဆုလို့တယ်ဇေယတသိန်းအသိန်းချီဆိုပြီးတော့ရေတွက်လို့မရတယ်အင်တန်ကြားတဲ့ကာလကြီးတစ်ခုကြော်လိုက်ရပြန်ကြော်လိုက်ပြီးတဲ့အချိန်တိုင်းသောဗိဒမြတ်စွာဘုရား ပြီးသွားတဲ့အချိန်မှာနောက်ထပ်ပွင့်မဲ့ဖရာကဖရာပုံးစုပွင့်မဲ့ကဘာအဲ့ဒီသုံးစုပွင့်မဲ့ကဘာမှာ ပထမဆုံး ပွင့်သွားတာက အနောမဓာတ်တိမြတ်စွာဖရာအနောမဓာတ်တိဒါဆိုရင်သဗ္ဗိဒမြတ်စွာဖရာပွင့်ပြီးတဲ့နောက်ဒီတာရမန္တဆိုတဲ့၄စုမှာသဗ္ဗိဒမြတ်စွာဖရာပွင့်ပြီးတော့အဲ့ဒီကဘာကြီးပြက်သွားပြီးပြီဆိုရင်နောက်တကဘာမလာခင် နောက်ကဘာကြီးမဖြစ်ခင်ဘာကြီးကြော်ပါလဲ ဇေယအတင်ချေကြီးပြီးရင်ကဘာကြီးပြန်ဖြစ်လာအဲ့ဒီကဘာကြီးဖြစ်သွားပြီးတဲ့အချိန်မှာအဲ့ဒီပွင့်မဲ့ကဘာကဖယားဗနစုသုံးစုပွင့်မှာအဲ့ဒီသုံးစုပွင့်မဲ့ကဘာမှာလဲအနောမတ်ဓာတ်တည်ပြီးရင်နောက်ပွင့်မယ်နောက်ဆုံးတတ္တရမြောင်ပေါ့ဖယားကနာရဒမြန်စွာဖယားနာရဒမြန်စွာဖယားပွင့်ပြီးတာ ਨੇ အဲ့ဒီမှာတခါတင်ချေချသွားပြန်တယ်တင်ချေချသွားပြန်တယ်အဲ့ဒီအတင်ချေကိုတော့ကျမတို့ရုစီအတင်ချေလို့သုံးတယ်ဒါဆိုရင် အသင်ချေလေးခုရဲ့နာမည်ကိုပြောပါဆိုရင်ပေလအသင်ချေဘာတာအသင်ချေဇေယအသင်ချေရုစီအသင်ချေဆိုပြီးတော့တသင်ချေချားသွားတယ်။ပြီးရင်အဲ့ဒီကဘာကြီးပြန်ဖြစ်လာဖြစ်လာတာကဘဒုမௌဒရာမြတ်စွာဘုရားဘဒုမௌဒရာမြတ်စွာဘုရားအဲ့တော့ဘဒုမௌဒရာမြတ်စွာဘုရားအချိန်မှာကအဲ့ဒီဘဒုမௌဒရာမြတ်စွာဘုရားဖရာတဆုပဲပွင့်တဲ့ကဘာကြီးကြည့်ပါ အဲ့ဒီအဓုပုဒ္ဓရာမြတ်စွာဘုရားနောက်ပိုင်းကစပြီးတော့ကဘာတသိန်းကဘာတသိန်းပါရမီဆက်ဖြည့်ရတော့ဟုတ်ပြီနော်ဒါလေးသိဖို့ပဲအကျမ်းနဲ့ပြောကြဆိုရဲဒါဆိုရင် လေးအတေခြေနဲ့ကဘာတသိန်းလို့ပြောတဲ့နေရာမှာအဲ့ဒီလေးအတင်ခြေဒီဘယ်ဖရားနဲ့ဘယ်ဖရားကြားလဲလို့ပြောရင် လေးစုမြောက်ဖရားတဲ့ကလေးစုလေးစုပွင့်တဲ့ ကာရမန္တကဘာရဲ့လေးစုမြောက်ဖြစ်တဲ့ဒီပင်ကရာမြတ်စွာဘုရားရဲ့တဆူရဲပွင့်မဲ့ကွန်တင်ညမြတ်စွာဘုရားရဲ့ဈာမသေလအသင်ချေကြီးတစ်ခုခြားသွား။ခြားနေပြီမဲ့အဲ့မှာကျမတို့ရဲ့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားအလောင်းတော်ရော ကျမတို့တွေရောရှိနေမှာလား။မရှိဘူးလား။ရှိနေမှာလေကျမတို့မရှိဘူးလား။ဂေါရမမြတ်စွာဘုရားအလောင်းတော်တော့ရှိပြီကျမတို့ကပျောက်နေတယ်မထင်နဲ့။ကျမတို့ရော ရှိနေမှာအဲ့ဒီအချိန်မှာတေလတင်ချင်အဲ့ဒီအချိန်မှာကျွန်တော်တို့ကတော့ဘယ်လိုနေမလဲပြောပြောပါပါပဲနေကြမှာပါပဲစားလိုက်တောက်လိုက်ဒီလိုပဲနေမှာပဲအခုဆိုလို့လည်းငရေတွေဓာတွေလည်းကြမနေနိုင်ဘူးလားဒါမဲ့ကျွန်တော်တို့ရဲ့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားအဲ့ဒီအချိန်မှာအမှုမဲ့မဲ့မဲ့နေနေတာလားပါရမီဖြည့်နေမှာဒါလေးသိရပြီးရင်ဘယ်ဖရားပေါ်လာလဲကိုနေညမြတ်အဲ့ဒီကိုနေညမြတ်စွာဘုရားပြွင့်နေအချိန်ကြလဲကျွန်တော်တို့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားအဲ့ဒီမှာဖရားစုပန်အောင်ပါပဲ ဒီမှာမြေတ္တဗျာဒိတ်တွေယူလာပြီနော်ဒီပေမှာမြတ်စွာဘုရားကိုနေညမြတ်စွာဘုရားစသည်ဖြင့်ကျမတို့အသေးစိတ်တွေကိုလေအခုလာမယ်ကဆုံလာပြင်းနေကြလို့ရှိရင်အဲ့ဒါအသေးစိတ်ကျမသင်မယ်နော်နှစ်ကျိတ်ရှိစုဗုဒ္ဓဝင်တွေပြောပြရမယ်အခုတော့မပြောတော့ဘူးပြောလို့ရှိရင်အချိန်မဆန့်မဆန့်တော့ဘူးနော်ကိုနေညမြတ်စွာဘုရားအချိန်ကျရင်ကျမတို့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားဘယ်ဘဝနဲ့ဘုရားစုပန်မလဲဒါတွေကစအသေးစိတ်ကိုကျမသင်တော့မယ်ပြီးကိုနေညမြတ်စွာဘုရားပွင့်ပြီးအဲ့ဒီကဘာရက်တဆူပွင့်ပြီးတာနဲ့နောက်ထပ် ဟုတ်လားကြံတဲ့အချိန်ကအန္တရာယ်က64ကပြည့်တဲ့အချိန်ဒီတားကြီးနေပြီးလို့ရှိရင်ကဘာကြီးပြတ်မသွားဘူးလားပြတ်သွားပြီးရင်အဲ့ဒီအချိန်မှာဘာသာတင်ချိန်ချနေပြီပြီးရင်နောက်တစ်ကဘာပေါ်လာတော့အဲ့ဒီကဘာ၄စုပွင့်မဲ့ကဘာမှာ၄စုမြောက်ဖြစ်တဲ့၄စုရဲ့ပထမဆုံးဖြစ်တဲ့မင်္ဂလမြတ်စွာဘုရားစီမာရောနောက်ထပ်၄စုလုံးမှာရောကျမတို့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားဘုရားစုပန်အောင်ပါပဲဟုတ်ပြီနော်ဒါလေးသိရမယ်အဲ့ဒီတော့ဒီနေရာမှာ မင်္ဂလာမြတ်စွာဘုရားမှာလေးစုမြောက်ရဲ့တောပိတမြတ်စွာဘုရားလည်းပြီးတော့ကြားထဲမှာရေတွက်လို့မရတဲ့ကာလာကြီးကြော်ပြအောင်မယ်အဲ့ဒါကိုဇေယအတင်းချေပြီးရင်ကဘာကြီးရေတွက်လို့ရတဲ့ကဘာပေါ်လာမယ်ဒီကဘာဝရကဘာဟုတ်လားဝရသုံးစုသားဆိုဝရကဘာမှာအနောမတ်ဓာတ်တည်ပြီးရင်နာရဒမြတ်စွာဘုရားသုံးစုမြောက်ပြီးရင်သာသနာကွယ်ပြီးကွယ်သွားပြီးကဘာကြီးပြတ်သွားတဲ့အချိန်မှာဘာချောင်းလဲဘုစီအတင်းချေပြီးရင်ကဘာကြီးပြန်ကြုံပြီးရေတွက်လို့ရတဲ့ကဘာတဆူဝဲပွင့်မယ်ကဘာဘဒုမုဒ္ဒရာမြတ်စွာ အဲ့ဒီကနေပြီးရင်ဟဲ့လားကဘာပေါင်းတသိန်းနဲ့ကြံတော့အဲ့ဒီကဘာတသိန်းနဲ့မှလဲတုံညကဘာတွေအများကြီးပဲဘလောက်တောင်တုံညကဘာများလဲဆိုဘုဒ္ဓတပြောပြမယ်အဲ့ဒါတွေကြည့်လိုက်တဲ့အခါမှာကျမတို့ကျန်အနမတက်ကတန်တရာလေကြတဲ့နေရာမှာဖျားဖူးတွေ့ရတာလေအလုံးရေတွေ့ရင်ဖျားပွင့်မဲ့ကဘာပေါင်းဒီအဲ့ဒီကျမတို့ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားဖျားစုပန်ပြီးတော့သွားတဲ့နေရာဒီပင်ကတာ ဒီပင်ကရာဆိုလေးစုမြောက်မှာသူဟာလေးစုဟုတ်လားလေးစုပွင့်တဲ့ကဘာမှာလေးစုမြောက်ဖျားစုပန်တာဒီပင်ကရာကနေပြီးတော့ဘယ်ထိဖျားစုပန်လဲဆိုရင်ဟုတ်လားကတ္တပမျက်စွာဖျားသည်နှစ်စိတ်နှစ်ကျိမ့်နဲ့လေးစုနှစ်ကျိမ့်နဲ့လေးစုစီမှာဖျားစုပန်ခဲ့တာအဲ့တော့ဒီပင်ကရာမျက်စွာဖျားရဲ့အထက်မှာ၃စုကြံတော့28စုပြီးရင်အရိမတရာမျက်စွာဖျားဒီဂေါရမမျက်စွာဖျားပါထဲ့လိုက်ဘလောက်ဖြစ်သွားလဲ28 နှစ်ကျိတ်ရှစ်စုကျွန်တော်တို့နှစ်ကျိတ်ရှစ်စုခရီးတွေဟလာပူဇော်ကြတယ်ဆိုရင်ဘယ်ကစလဲဆိုဒီပင်ကရာစတာမဟုတ်တနင်္ဂရာမြတ်စွာဘုရားတရဏင်္ဂရာမြတ်စွာဘုရားမေဒင်္ဂရာမြတ်စွာဘုရားဒီပင်ကရာမြတ်စွာဘုရားဆိုဒီလေးစုဟုတ်ပြီနော်အဲ့ဒီမှာဒါမင်းမဲ့ကျွန်တော်တို့ကျေးဇူးတော်ရှင်ဂေါရမဘုရားဘုရားစုပန်နာကဒီပင်ကရာဆိုတော့သူ့အရှိမ၃စုမရှိဘူးလားကတ္တပမြတ်စွာဘုရားတိက24စု 24စုမှာဒီ3စုပွင့်တော်မူပြီးတဲ့3စုပါထည့်လိုက်28စုပြီးရင်ကျေးဇူးတော်ရှင်ဂေါရမမြတ်စွာဘုရားပါထပ်ထည့်လိုက်28စုဒါကိုနှစ်ကျိန်းရှစ်စုဆိုတာကျမတို့ကပူဇော်နေတာမဟုတ်ဘူးလားကိုကျမတို့လမ်းနေလမ်းနေမှာလေတာမွေတို့ဘာတို့ဘက်တွေမှာဟုတ်လားလမ်းနေလမ်းနေအနေနဲ့မပူဇော်ဘူးလားနှစ်ကျိန်းရှစ်စုဘုရားဆိုတာကမိရတဗျာဒိတ်ခန္ဓာက24စုရှေ့က သုံးစုပြီးရင်သူကိုယ်တိုင်ထည့်လိုက်တော့နှစ်ကျင်းနဲ့ရှစ်စုဒီကဘာမှာနောက်ထပ်ပွင့်မယ် remit ရပါထည့်ခဲ့ရင်တော့29စုပြရဟုတ်ပြီနော်ဒါဆိုရင်လေးအတင်ချေနဲ့ကဘာတသိန်းမှာဖျားပွင့်မယ်ကဘာဒီ12ကဘာပဲရှိဖျားပွင့်မယ်ကဘာ12ကဘာတန်နာတွေကပုံများဖျားအဆုံးမှာ မရှိခဲ့တာလောက်ဝင်နေဖို့ကောင်းတယ်ကျွန်တော်တို့အဲ့လောက်တောင်ကြာခဲ့ပြီလားကျွန်တော်ကနှစ်ကျိတ်ရှစ်ဆူလောက်ပဲလားခုကျွန်တော်တို့ဘောရမမြတ်စွာဘုရားမိနေတယ်ဝန်တာဆရာကြီးဟုတ်တယ်နော်ဒါဆိုရင်ပြန်ပြီးတော့ကြည့်ရင်တင်္ကရာမြတ်စွာဘုရားဒီဆိုနှစ်ကျိတ်ရှစ်ဆူရောပူဇော်လို့မရသေးဘူးလားအားရပြီလားမရသေးအရိမတရာမြတ်စွာဘုရားလည်းပူဇော်ခြင်းသေးတယ်ဟုတ်ဘူးလားဘယ်လောက်ပဲလားဘယ်ကမလဲ ခင်ငါဝါလူသဲစုမက သမုတ်တရားဝါလူသဲစုမကတန်ဘုတ်ဒီအထဝီသင်္ဆာဆိုကျွန်တော်တို့မရှိခိုးနေဘူးလားအဲ့ဒီလောက်စူးစူးထွထားမြန်းစွာဖေရပွင့်တော်မူပြီးတာဂိန္ဒာမြင့်၌ရှိသောတဲလုံးနဲ့အမြသမုတ်တရား၌ရှိသောတဲလုံးနဲ့မြဖေရစူးစူးပွင့်မသွားဘူးလားပွင့်နေဖေရတွေကျွန်တော်တို့ကိုရှိခိုးမနေရဘူးလားကျွန်တော်တို့လောက်ကံကောင်းသူဘယ်ရှိမလဲဟုတ်ဘူးလားဒါပေမဲ့ဖေရတဆူပွင့်နိုင်ကျွတ်တန်းဝင်တဲ့ပုံကိုယ်တွေ အများကြီးကျမတို့ဘာလို့မပါသွားတာတွေးเสียရပေါ့ဟုတ်တယ်လားဒါကျမတို့ခုလိုပဲတင်တော့တင်နေတင်ပြီးမကျင့်တော့တဲ့အတွက်ကျမတို့ကြံနေတာဒါကြောင့်နောင်ပွင့်မဲ့အရိမတရားမျက်စွာဖျားဆိုတာလေဓမ္မမိတ်ဆွေများချက်ချင်းပွင့်ဦးမှာမမဟုတ်သေးတော့ဒီဘုရားသာသနာမှာမြတ်စွာဘုရားရဲ့အကြောင်းချင်းရာတွေဆက်လေ့လာဖို့တာဝန်ရှိတယ်။လေ့လာပြီးရင်လည်း သေးသေးချာချာဘယ်နေရာကြာရင်ဘလိုတွေဘယ်လိုနည်းစနစ်တွေနဲ့ကျင့်သုံးရမယ်ဆိုတော့ဘဝနေနည်းတွေချမ်းသာစွာနေနည်းတွေလည်းဖះဟောခဲ့တယ်ညစွာဖေရားကအိမ်အောင်မပြုတ်နဲ့လို့မပြောပါဘူးအိမ်အောင်ပြုတ်ရင်လည်းဘလို့အိမ်အောင်နေရွေးရမလဲအိမ်အောင်ရှင်ဘဝမှာဘလို့နေရမလဲဆိုတော့မင်္ဂလာတုံးမှာအသေးစိတ်ပါတော့မှာဟုတ်ပြီနော်ဖေရားလူပြိုကြီးအပြိုကြီးလို့ပါလို့မပြောဘူးเนาะကျွန်တော်တို့ဆိုစကားနားမထောင်တဲ့လူတော်ဖြစ်နေတာဟုတ်ပြီနော်အဲ့တော့ဘလို့ရဲ့ဖြစ်ဖြစ်ဟဲ့လား ဒါပေမဲ့တခြားနည်းနဲ့စကားနားထောင်ပါတယ်။ဟုတ်ပြီနော်။အဲဒါကြောင့်ဒီနေရာမှာဒီမတို့ကခရရဲ့အဆုံးအမတွေကလှေကတိလို့သွားကြတာ။38ပြာမင်္ဂလာဆိုတာအောက်ဆုံးတိကနေ38ထစ်လုံးတက်သွားရင်38ထစ်မြောက်ကိုရောက်သွားရဟန္တာဖြစ်ပြီပဲ။နော်အဲ့ဒါတွေလည်းစဉ်းစားကြသိဖို့ရောမလို့လား။လောကထဲမှာနေနေတဲ့လျောက်စိတ်တွေကိလေသာတွေပူလောင်နေဖရာကုံတော်လေးပွားရမယ်ဖရာကုံတော်ပွားဖို့ဖရာကုံတီးဖို့လိုတာပေါ့ဒါရောဗုဒ္ဓနုဒတိပေါ့ တရားကုန်နေပွားရင်ဓမ္မနှုတ်တိပေါ့တန်ခါကုန်နေပွားရင်တန်ခါနှုတ်တိဆိုဖရားကုန်တရားကုန်တန်ခါကုန်မှမသိရင်ဘယ်လိုလုပ်နှုတ်တိပွားလို့ရပါမလဲဒါနပြုတဲ့အကြောင်းမှလည်းဘာတွေကိုစွန့်လွှတ်ရလဲသိမှကိုယ့်ရဲ့စာသာနှုတ်တိပွားလို့ရမှာပေါ့သူတော်ကောင်းတရားတွေအကြောင်းသိမှဒေဝတာနှုတ်တိပွားလို့ရမှာပေါ့ဒါတွေကစနစ်တကျသိဖို့တွေကသိရပါလိမ့်မယ်သဘောပေါက်ပြီနော်ကဲဒါဆိုရင်ကျမပြောချင်တာလေးအသိရှင်နဲ့ကဘာတသိမ်းမှာ ကဘာတသိန်းလုံးလုံးကဖျားဖွင့်ခဲ့တာမို့အဲ့ဒီကဘာတွေထဲမှာပုံညကဘာပေါ့အများကြီးပါခဲ့တယ်အဲ့ဒီမှာမှပွင့်ခဲ့တွေ့ခဲ့တာဒီ20နဲ့ဟလား12ကဘာထဲမှာမှပွင့်တော်မူသောဖျားဒီဓမ္မမိတ်ဆွေများအားလုံးပေါင်းနှစ်ကြိတ်ရှစ်စုပဲရှိတာပွင့်တော်မူသွားမှာနားလည်ပြီနော်ဒါလေးသိခဲ့ဖို့ပါ